power of hodling โอเคဒီမှာဆော့ဆော့ကနံပါတ်3 group ပေါ့เนาะကျွန်တော်ပြောရဲဘာမှမရောက်မဲ့သူတွေကတော့ဆော့ဆော့ဟာတော့စဉ်းစားစရာမလိုဘူးလို့ကျွန်တော်ပြောခဲ့အဲ့တော့ဘာမှမရောက်ဘူးဆိုလဲဒီတိုင်းတော့ထားစရာမလိုဘူးเนาะ SCP မှာ n program ရှိတာဟို n နဲ့ကိုသွားထည့်ထားလိုက် percentage အမြတ်ကရနေရပဲเนาะအခုလောလောဆယ်တော့အာ n က3%လောက်ပြည့်ရထင်တယ်เนาะ3%ဝင်ကျင်လောက်ရှိတယ်နော်အတက်ကြလေးရောရှိတာပေါ့စစကျွန်တော်က5%အာလောက်ကနေစခဲ့တာအဲ့ရနေအများကြီးဝိုင်းထဲကြတော့ ဟိုအတိုးပေးနိုင်တဲ့ SCB အတိုးပေးနိုင်နှုံးလေးနည်းနည်းတော့ကျလာပါလိမ့်နော်3%ဝင်းကျင်တော့ရှိအဲဒီ3%ကလည်းအခုအတွက် passive income ပဲဟုတ်တယ်ဟုတ်ဒီနေရာမှာဒါဟိုတင်းတရားထည့်ထားနိုင်တဲ့လူက3%ဆိုတော့တလောက်ဟောဆိုတလတနည်းကိုတနည်းကိုသုံးသိမ်းရနော်တင်းတရားထည့်လိုက်ရင်တင်းသုံးသိမ်းရစသည်ဖြင့်ပေါ့လေအဲ့တင်းအာတင်းတရားမှာသုံးသိမ်းရတယ်ဆိုတဲ့ဟာကလည်းကို့အတွက်အပူဝင်ဝင်ပဲအဲ့တော့ဟိုတယ်လုံထားတဲ့သူတွေအတွက် ဒါက STP ကနေ reward အနေနဲ့ပြန်ပြီးတော့ပေးနေဒါမှမဟုတ်လေကိုကဘာလို့လို့ရသေးလဲဆိုတော့ပတ်စံလိုတယ်မယောင်းကျင်ဘူးရတယ်အဲ့ဒါဆိုရင် collateral loan ကိုတုံးပြီးတော့ချေးလို့ရတယ်เนาะ collateral loan က SCB token ကိုခိုင်ထားခြင်းတယ်ပတ်စံလေးလိုတယ်ရောင်းတော့မယောင်းကျင်ဘူးဒီလိုလူမျိုးတွေအတွက်ဟိုခဏတာပေါ့နော်ဟို collateral loan ကြီးကိုတော့တစ်နှစ်နှစ်နှစ်ချေးကြမယ်လို့တော့ဟိုကျွန်တော်တော့မထင်ဘူးပေါ့နော်လုံးလဲမလုပ်တင်ပါဘူးเนาะဒီကောင်းဒီကိုယ့်ရဲ့ခဏတာငွေချေးလိုအပ်မှုတစ်ခုကို အမြန်ပြေးပြီးတော့ဖြည့်ရှင်းလိုက်ဖို့အတွက်ဒါ SCB ကစီစဉ်ပေးထားတဲ့ဟာပေါ့နော်ဒါဒီ STB token utility ဘယ်နေရာမှာသုံးလို့ရတယ်ဆိုတဲ့အခြေအနေတွေတက်လာအောင်လို့ကျွန်တော်တို့စီစဉ်ထားတဲ့အပိုင်းတွေပေါ့ဟုတ်ပြီဒီနေရာမှာ next slide မှာကျွန်တော်ပြောပြချင်တယ်ဘာဖြစ်လို့ project တစ်ခုမှာ holder လုပ်တယ်ဆိုတော့အရေးအရေးကြီးတယ်လေပေါ့နော်အဲ project တစ်ခုကလူတွေပေါ့နော်ဒီ project မှာ participate လုပ်တယ်လေဆက်စပ်ကျွန်တော်ပြောတယ် project account တစ်ခုကိုဘယ်အချက်၃ချက်နဲ့ကျွန်တော်ကြည့် ောက်ဆုံးတစ်ခုကလူတွေဟုတ်တယ်ဟုတ်ဒီဒီ project မှာဘယ်သူတွေပါဝင်နေရလဲအဲ့တော့အဲ့ပါဝင်နေတဲ့သူတွေကိုကျွန်တော်တို့ဘယ်လိုကြည့်လို့ရလဲเนาะနံပါတ်1ကတော့ဒီအာတုတ်ကန်တွေဘယ်နှယောက်ကင်ထားလဲဒါတွေလေးကြည့်ကြတယ်เนาะ project တစ်ခုကိုဟိုကောင်းလားမကောင်းလားဆုံးဖြတ်တဲ့သူတွေအနေနဲ့လေအာဘယ်လောက်ဘယ်နှယောက်ကတုတ်ကန်ကင်ထားလဲအဲ့ဒါတွေမဟုတ်ပြီးရင်ဒီတုတ်ကန်ကင်ထားတဲ့လူက un program လို့မျိုးမှာဘယ်လောက် percentage ကို ော့ထည့်ထားလိုက်အဲ့ဒါကို TVL လို့ခေါ်တယ် total value lock အင်္ဂလိပ်လိုနော် total value lock အဲ့ဒါကို TVL လို့ကျွန်တော်ပြောကြတယ် TVL ဆိုတာစစောကကျွန်တော်တို့ token node မှာ percentage ကြီးပြောခဲ့ကြတယ်လေနော်17%လောက်ကကျွန်တော် public လက်ထဲကိုထည့်ပေးထားတယ်အာ17ရဲ့10%ဆို1.1.7%ကအခု unlock ဖြစ်နေအဲ့ဒီ1.7%ကို100%အနေနဲ့ပြန် zoom in လုပ်ပြီးကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအထက်က percentage block က n program ထဲမှာ lock လုပ်ထားတယ်ဒါလည်းအရေးကြီးတယ် n program ထဲမှာ lock လုပ်ထားတဲ့သူတွေကဘာလို့ကိုစားပြုလဲဆိုတော့ဒီ project ကိုဘယ်နှစ်ယောက်ကပတ်စံအမောင်းဘလောက်ဖိုးယုံတယ်လဲနော်ဘယ်နှစ်ယောက်ဆိုတာစောစော holder စီစီကလာတယ်ပတ်စံအမောင်းဘလောက်ဖိုးယုံတယ်ဆိုတော့ဒီ TV ကနေလာတယ် နော်အဲ့တော့ project တွေ crypto ဘက်မှာဆို project တွေက TVL percentage ဘလောက် TVL percentage ဘလောက်ဆိုတဲ့ဟာတွေအာပြောကြတယ်နော်အဲ့တော့ TVL ဘလောက် lock လုပ်ထားတယ်ဆိုတာကအဲ့ဒီ project ထဲမှာဒီ project ကိုကင်ထားတဲ့သူတွေကဘလောက်ယုံကြည်မှုရှိလဲနော်ဒါကိုပြတယ်ဆိုကျွန်တော်တို့လည်းအဲ့ဒီဟာတွေကိုဝိုင်းပြီးတော့ဒါနော် hotel လုပ်ထားတဲ့သူတွေကအန်းထဲမှာထည့်ထားမှာတယ်နော်ကိုယ့်အကောင့်ထဲမှာထည့်ထားတာဒီအမ်ဒီထဲမှာမပါဘူးဒီစီးင်းထဲမှာမပါဘူးနော and program နဲ့ကိုထည့်ထားမှာဒါကြောင့်မလို့ and program ကဘလောက်ရေးကြည့်ရဲဆိုတာ and program နဲ့မှာထည့်ထားတယ်အဲ့ဒါကိုသာကျွန်တော်တို့ကပြနိုင်အခုအခု and program နဲ့မှာဘလောက် percent ရှိတယ်ကျွန်တော်ကြီးညာနိုင်ဒါဒီဟာဒီဒီနံပါတ်ကြီးလေ international project ကိုလာပြီးတော့ကြည့်ရတူတွေဆော့ဆော့မေးမေးခွန်းတစ်ခုပေါ့နော်အရင်ကောင်းတဲ့မေးခွန်းတစ်ခုအဲ့ဒါတော့ project ကောင်းကဘယ်ဟာ project ကောင်းဆုံးဖြတ်လဲဆိုတဲ့ဟာလေအဲ့ဒီဟာနံပါတ်ပြောလို့ကောင်းလေပဲ